လာမယ့်25ရက်နေ့မှာတော့တောက်ကြာနေ့မှာမြန်မာပြည်တောင်ဘက်ဖျားမှာဆက်လက်ရွာသွန်းသလိုပဲ င်္ဂလာပါမွေး channel လေးရန်ကြိုဆိုလိုက်ပါတယ်မိုးကုတ်တဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ April 25ရက်နေ့ကနေပြီးတော့ April အကုန်30ရက်နေ့အထိကိုမုံတိုင်းတတင်းနဲ့ငလျင်တတင်းကိုခမ်းမန်းပေးထားတဲ့မိုးလီဝတ်တပညာရှင်ဦးထိပ်တင်ရဲ့ဗီဒီယိုလေးကိုတဆက်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ဦးထိပ်တင်ကပြပြထားဖြစ်ကြည့်ရမျိုးတွေလည်းဘ ഹു တရရအောင်ပြင်ဆင်စရာရှိရင်ပြင်ဆင်လို့ရအောင်လို့ပြန်လည်ညှောက်လိုက်တာပဲဖြစ်ပါတယ်မိုးဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုလေးကမှာ comment လေးရေးပြပေးပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော် 2025ခုနှစ်ဧပြီလ24ရက်နေ့ညနေ6:00နာရီတိုင်းတာကြက်များနဲ့ငလင်ဒေတာအတွက်မိုးရွာသွန်မှုခမှန်းကြက်များကိုစတင်မှာဖြစ်ပါတယ်ဒီကနေ့မှာတော့မြန်မာပြည်11ပိုင်းတစ်ခုလုံးမိုးတိမ်ကင်းစင်နေပေမဲ့လည်းလာမယ့်28ရက်နေ့ကနေစပြီးတော့9ရက်ဆက်တိုက်မြန်မာပြည်အနှံ့အပြားမှာမိုးရွာသွန်းနိုင်တဲ့ ခြေအနေများကိုကျွန်တော်တို့လေ့လာခံမရပါဘူး။ဒီနေထားဆိုလို့ရှိရင်တော့အဓိကအပြင်စိုက်ပျိုးရေးသမားတွေအတွက်အထူးအရေးကြီးတဲ့အတွက်ကြောင့်မလို့ပြင်ဆင်နိုင်ရန်ကျွန်တော်အသေးစိတ်ခမန်းချက်တွေတိုင်းတာချက်တွေနဲ့တင်ပြมาဖြစ်ပါတယ်။ဒီကနေ့ညနေ6နာရီတိုင်းတာချက်များအရာအိန္ဒိယသမုတ်တရားနဲ့အာရေဗျန်ပင်လယ်ကြားကထုတ်လုံနေတဲ့ ရင်ငွေဟာထုတ်လုပ်မှုမြင့်မားပြီးတော့လေစီးကြောင်းနဲ့အတူမြမာပြည်အရာဝတီမြေရိုးကနေပြီးတော့ဗမာပြည်တဲကိုတိုက်ခတ်တာတွေ့ရပါတယ်ဒီလေစီးကြောင်းရဲ့ပေါ်မှာရှိတဲ့တိမ်အနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လေတိမ်အပြည့်နဲ့ဝင်ပြီးတော့မြမာပြည်ကပုံမင်းတော့အပေါ်ကိုတိမ်တွေတက်သွားတာကိုတွေ့ရပါတယ်ဒီနေရာဆိုလို့ရှိရင်တနည်းအားဖြင့် မုတ်တုံမို့ထုတ်လုတ်တဲ့ဒေသလို့ကျွန်တော်တို့သတ်မှတ်ပါတယ်ဒီဒေသကနေပြီးတော့ဒီနေရာကနေပြီးတော့မြမာပြည်တဲကိုလေစီးချောင်းနဲ့ရောက်ဖို့ဆိုလို့ရှိရင်ရက်ပေါင်း30ပေါင်းကျင်အချိန်ကြာမြင့်တယ်လို့ပဲဘင်္ဂလားပင်လယ်တောင်ဘက်ကနေပြီးတော့မြမာပြည်တဲကိုဝင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့9ရက်နဲ့10ရက်ပေါင်းကျင်အချိန်ကြာမြင့်ပါတယ်ဒီတိမ်တွေဟာမကြာမီရက်နဲ့ကိုတွင်မှာ ဗမာပြည်ကိုဝင်သွားပြီးတော့အပေါ်မှာရှိတဲ့တေအမြင့်ကလေအင်းနဲ့ထိတွေ့ပြီးတော့မြန်မာပြည်အနှံ့ပြားမှာမိုးရွာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့24ရက်နေ့မှာမြန်မာပြည်မြောက်ဘက်က အချင်းပြည်နယ်ထဲမှာမိုးရေရင်တက်တမ၄လမအထိရွာသွန်းပြီးတော့မြန်မာပြည်အောက်ဖျားတနင်္လာရီတိုင်းမှာဆိုလို့ရှိရင်လေမိုးရေရင်တက်တမ၄အထိရွာသွန်း နိုင်တဲ့အနေအထားကိုတိုင်းတာရရှိပါတယ်။လာမယ့်25ရက်နေ့မှာတော့တောက်ကြာနေ့မှာမြန်မာပြည်တောင်ဘက်ဖျားမှာဆက်လက်ရွာသွန်းသလိုပဲမွန်ပြည်နယ်မှာမိုးပွဲကျနိုင်တယ်၊ကယားပြည်နယ်မှာမိုးပွဲကျနိုင်တယ်လို့ပဲချင်းပြည်နယ်မြောက်ဘက်၊စကိုင်းတိုင်းမြောက်ဘက်၊ကချင်ပြည်နယ်မြောက်ဘက်တွေမှာလည်းမိုးဆက်လက်ကျမှာပါ။လာမယ့်26ရက်နေ့မှာတော့တနင်္လာရီတိုင်းကရင်ပြည်နယ်မှာမိုး ်ရွာနိုင်တဲ့အနေအထားရှိသလိုပဲမြန်မာပြည်ထိပ်ပါလဲစက်လက်မိုးရွာမှာဖြစ်ပါတယ်။လာမယ့်29ရက်နေ့မှာတော့ဘင်္ဂလားပင်လယ်အော်ဖြတ်ဝင်လာတဲ့တိမ်တွေကြောက်မလို့ရခိုင်ရိုးမမှာမိုးအနေငယ်စတင်ကြသလိုပဲကယားပြည်နယ်မှာမိုးကြွာနိုင်တဲ့အေယာဝတီတိုင်းမှာမိုးစကြွာတော့မှာဖြစ်ပါတယ်။ထို့အတူတနင်္လာရီတိုင်းကရင်ပြည်နယ်မှာမိုးရေချိန် တတမလေးလမနောက်ထိရွာသွန်းနိုင်တဲ့အနေဒါဟာကြိုတင်ပြင်ဆင်ဖို့လိုရလာပါလာမဲ့တင်းနေတာနေ28ရက်နေ့ရောက်တဲ့အခါမှာတော့မြန်မာပြည်အလဲပိုင်းမှာစတင်ပြီးတော့မိုးကျနိုင်တဲ့အနေထားကိုကျွန်တော်တို့ခံမရပါတယ်အထူးသဖြင့်ငလင်ဒေသဖြစ်တဲ့နေပြည်တော်နဲ့မန္တလေးကြားမှာဖြစ်ပါတယ်ထို့အတူစိုက်ပျိုးရေးအတွက်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်း ဘကိုးတိုင်းတို့မှာလည်းမိုးစတင်ရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်။ကျွန်တော်တို့သတိထားရမှာကတော့လာမယ့်28ရက်တနင်္လာနေ့မှာဆိုလို့ရှိရင်တော့ကယားပြည်နယ်၊ကရင်ပြည်နယ်၊တနင်္လာရီတိုင်းတို့မှာဆိုရင်နေရာကွက်ပြီးတော့စတင်မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမလို့ရပါမယ်။လာမယ့်29ရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့ပုံမိုးပြီးတော့ မိုးရွာသွန်းမှုများလာပြီးတော့ရှမ်းပြည်နယ်တစ်ခုလုံးနေပြည်တော်မန္တလေးနဲ့ရှမ်းပြည်ဆက်ဆက်ဒေသတစ်ခုလုံးစစ်တောင်းမြဝတစ်ခုလုံးပဲခူးတိုင်းရန်ကုန်တိုင်းအေအော်ဒီတိုင်းတို့မှာမိုးရေကြိမ်တက်သမ၄အထိရရှိတဲ့ကဲ့သို့တနင်္လာရီတိုင်းမှာလည်းဆက်လက်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ရှမ်းပြည်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ် မိုးကွဲရနိုင်တဲ့ငလျင်ဒေသမှာဆိုလို့ရှိရင်တော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းမှာအလဲကောင်မှာနေရာကွက်ပြီးတော့မိုးပွဲရွာနိုင်တဲ့အတွကြောင့်မလို့မြေပြင်မှာအိတ်နေတဲ့လူတွေအထူးသတိထားဖို့လိုအပ်တယ်လို့ပဲချင်းတောင်တန်းမှာမိုးပွဲကျနိုင်တယ်ချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးရွာသွန်းနိုင်ပါတယ် ။ဒါမဲ့30ရက်ဘုတ်တစ်ခုနေ့မှာတော့မြန်မာပြည်အနှံ့အပြားမှာနေရာကွက်ကြားမိုးရွာနိုင်သလိုပဲအချို့နေရာဒီမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေဒါရှိပါတယ်အထူးသဖြင့်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်အစပ်ဒေသတစ်ခုလုံးမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ် ကျွန်တော်တို့သတိထားမယ့်ချက်ကကျွန်တော်တို့စောစောကပြခဲ့တဲ့မိုးတောင်ဒိန်များနဲ့ဘင်္ဂလားပင်လယ်ဟာဖြတ်ဝင်တဲ့တိမ်နိုင်နေကြောင်းမလို့ကောင်းငင်မှာလျှက်စစ်တပ်ဖြစ်ပေါ်ပြီးတော့မိုးထစ်ချုံသာကြားပြီးတော့မြေပြင်ကိုမိုးကြိုးပစ်ခြင်းနေကြုံရနိုင်ပါတယ်ထို့အတူတောင်ဘက်ကဝင်သွားတဲ့လေဘူးစီးကြောင်းကအပေါ်ကနေတိုက်ခတ်နေစဲမှာမြောက်ဘက်ကဝင်လာတဲ့ လေစီးကြောင်းကိုဖိတဲ့အတွက်ကြောင့်မလို့နှစ်စဉ်လေပြင်းတိုက်ခတ်တဲ့ချင်းတွင်းမြို့ဒေသအေယော်ရီမြို့ဒေသမှာမြေဆိုင်လေ တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိထားကြဖို့သတိပေးလိုပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်တွေကိုမြန်မာပြည်ကအချို့နေရာများမှာ ကြည့်ဖို့ခက်ခဲတဲ့အတွက်ကြောင့်မလို့အတန်ဖိုင်ပြုတ်လို့ပြီးတော့ ကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ကျွန်တော်တို့ download လုပ်ပြီးတော့နားထောင်နိုင်ပါတယ်မိမိတို့မိတ်ဆွေများအောင်လည်းစိုက်ပျိုးရေးအတွက်မျှဝေနိုင်ပါတယ်လိုအပ်တာများရှိရင်မေးမြန်းနိုင်ပါတယ်ကျွန်တော်တို့နေ့စဉ်ဖတ်ရှုပြီးတော့ဘယ်လို ဖြေရှင်းရမလဲဆိုတဲ့နီလန်းအနေနဲ့အဖြေရှာပေးနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မနက်ဖြန်ဧပြီလ25ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီချိန်တိုင်းထွာချက်အရမြန်မာနိုင်ငံတောင်ပိုင်းစွန်းဒေသတွေမှာတိမ်အသင်းသက်ဖြစ်ထွန်းနေတာကလွယ်လို့ကြံတပြီလုံးမှာတိမ်ကင်းစင်စလောက်ရှိနေတာကိုတွေ့ရပါတယ်။တနင်္သာရီတိုင်းတစ်ခုလုံးမှာနေရာကွက်ကြားမိုးတစ်ချုံရွာနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရဲ့ဒီမှာတွေ့မြင်ခဲ့ရပါတယ်။နေ့ပူချိန်မြင့်တက်မှုနဲ့မိုးရွာသွန်းမှုတို့ကြောင့်လေတူတွင်ပူချိန်ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်တဲ့အတွက်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးလဲညနေပိုင်းချိန်လေပြင်းတိုက်ခတ်ခြင်းမိုးဒိန်အောင်ကြီးများဖြစ်ပေါ်ခြင်း မိုးတီးကြွေကြခြင်းလျက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့အန္တရာယ်တွေဖြစ်ပေါ်နိုင်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အသင်းအသင်းမှတိမ်ထူထန်နိုင်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်။ကြံဒေသတွေမှာတော့အများအပြားသားရနိုင်ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာအပူချိန်34ဒီဂရီမှ38ဒီဂရီစင်တီဂရိတ်အသွင်းသို့ရောက်ရှိနိုင်ပြီးသကိုင်းတိုင်းမကွေတိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းနဲ့အေရဝတီတိုင်းတွင်းရှိမြို့နယ်တချို့မှာတော့အပူချိန်42ဒီဂရီမှ44ဒီဂရီစင်တီဂရိတ်အထိမြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ34ဒီဂရီစင်တီဂရိတ်ဖန်မြို့မှာ35ဒီဂရီစင်တီဂရိတ်စီနဲ့ဒဝယ်မြို့မှာ32ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မိုးဗီဒီယိုလေးကိုစောင့်ကြည့်လည်းပဲကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဥထိပ်တင်ကဒီ ဧပြီလကုန်တဲ့ထီကိုပေါ့နော်ခံမှန်းပေးထားတာအရောက်မှတော်တယ်စိုက်ပျိုးရေးသမားတွေအနေနဲ့လည်းဒီဗီဒီယိုလေးကိုမြင်မယ်ဆိုလို့ရှိရင်ကြိုတင်ပြင်ဆင်လို့ရတယ်ပေါ့နော်မွေးဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်လည်းမိုးဆက်ဒီတဲ့နေဟာသားဗီဒီယိုနဲ့မိုးလေးဝတ်တဲ့ဗီဒီယိုလေးတွေကိုနေ့စဉ်နဲ့တက်ဆက်ပေးသွားမှာမို့မွေး channel လေးကိုလိုက်ရင် subscribe နဲ့တောက်ဖို့တောက်ဆပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ